အသက်ကိုညံဆောင်ပါတယ်တယောက်နဲ့တယောက်ဖေးမှကူညီကြပါကိုချင်းစာတရားထားကြပါပြောရင်းနဲ့ဒီ live ကိုစပြီးတော့ဖွင့်ပါတယ်အသက်ကိုညံဆောင်ပါတယ်တယောက်နဲ့တယောက်ဖေးမှကူညီကြပါကိုချင်းစာတရားထားကြပါပြောရင်းနဲ့ဒီ live ကိုစပြီးတော့ဖွင့်ပါတယ်ဗမာပြည်မှာစစ်တပ်အာဏာသိမ်းတာ၄နှစ်လဲကျော်ပါပြီဗမာပြည်မှာစစ်တပ်အာဏာသိမ်းတာ၄နှစ်လဲကျော်ပါပြီ၄နှစ်ကျော်တဲ့အချိန်ကာလမှာကိုထုံးဝင်းရေနော် ကျွန်တော်ခေါင်းစဉ်ပေးထားတဲ့ကိစ္စရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဗုဒ္ဓဘာသာဝင် အပေါင်းသူတော်ကောင်းเนาะဗုဒ္ဓဘာသာဝင်အပေါင်းသူတော်ကောင်းတို့ဗုဒ္ဓဘာသာဝင်အပေါင်းသူတော်ကောင်းတို့ခမားတို့ရဲ့ဘာသာကို ခမားတို့ကာကွယ်ခြင်းနဲ့ဆိုလို့ရှိရင်မင်းအောင်နိုင်တဲ့ဆရာနာရှင်တွေကိုဘာကြောင့်တိုက်ရမလဲဆိုတော့ အကြောင်းကျွန်တော်ပြောပြမှာဖြစ်တယ်။ဘာသာရေးကိုပြောချင်တာမဟုတ်ဘူး။ဘာသာရေးဗုဒ္ဓဘာသာကိုတေးသေးချာချာကိုးကွယ်ခြင်းနဲ့ဗုဒ္ဓဘာသာဝင်အပေါင်း သူတော်ကောင်းတို့ခမားတို့သာသနာကို ကာကွယ်ဖို့အတွက်မင်းအောင်လိုင်းကို မဖြစ်မနေတိုက်ကို တိုက်ရမယ်ဆိုတဲ့ကိစ္စကို ကျွန်တော်ကခမားတို့ကို ရှင်းပြမှာဖြစ်တယ်။စစ်တပ်ဟာ စစ်တပ်ဟာဆရာနာရှင်တွေဟာဘာသာရေးလူမျိုးရေးနှီးမျိုးစုံတုံးပြီးတော့ကျွန်တော်တို့သူတို့ဆရာနာရှင်စနစ်တပ်တန်းရှေ့အောင်ကျွန်တော်တို့ပြည်သူအချင်းချင်းကိုတွေးခွဲပြီးတော့မင်းကဘယ်ဘာသာကိုးကွယ်တယ်မင်းကဘယ်ဘယ်လူမျိုးမင်းကဘယ်နိုင်ငံကဆိုပြီးတော့သူတို့အဲ့လိုတွေးခွဲအုပ်ချုပ်တဲ့ကိစ္စတွေရှိတယ် ခင်ဗျားတို့လည်းသိတယ်တော်ကြကြလို့ရှိရင်မဘတာတော်ကြကြလို့ရှိရင်669တော်ကြကြလို့ရှိရင်ခွေးသခိုးတော်ကြကြလို့ရှိလို့ရှိရင်ဟိုဘာဖုံးကြီးညာဖုံးကြီးသနက်ကိုင်းနဲ့ဖုံးကြီးဆိုပြီးဖြစ်တဲ့အခါဗုဒ္ဓဘာသာနာမည်ပြတ်နေတယ်ဝီရသူဆိုလို့ရှိရင်နိုင်ငံတကာမှာအစွန်းရောက်ဖုံးကြီးလူသားဖုံးကြီးတိတကူဆိုလို့ရှိရင်လည်းအစွန်းရောက်ဖုံးကြီးလူသားဖုံးကြီးဆိုပြီးတော့ကဘာပေါ်မှာနာမည်ပြတ်နေတာအဲ့ဒါငင်းကြအောင်ပြောတာမဟုတ်ဘူးခင်ဗျားတို့ကိုယ်တိုင် ဗမာပြည်ထဲမှာတွေ့တယ်ဝါတဝါဆိုလို့ရှိရင်ပြည်သူစစ်တွေနဲ့နော်ဟိုလူကိုတတ်မယ်ဒီလူကိုတတ်မယ်ဆိုပြီးဖုံးကြီးတံမဲ့နဲ့ဖြစ်နေတဲ့ကိစ္စတွေရှိအခုဖြစ်တဲ့ကိစ္စကပို့ပြီးတော့အရေးကြီးတယ်မနုဿတဒုံလဘဆိုပြီးတော့ပြောတာမဟုတ်ဘူးဒုံလဘဆိုပြီးတော့ဘယုတ်ဒုက္ခတွေဖြစ်တော့မယ်ကိစ္စစစ်တပ်ကနော်ဗုဒ္ဓဘာသာဝင်အပေါင်းဗုဒ္ဓဘာသာဝင်အပေါင်းသူတော်ကောင်းတို့ ခမားတို့သေးသေးချာချာနားထောင်ကြည့်ခမားတို့သေးသေးချာချာစဉ်းစားကြည့်ဗမာပြည်ရဲ့ဒီဖုံးကြီးလောကမှာဘလောက်ရှုပ်တယ်ဘလောက်နာမည်ပြတ်နေတယ်ဒီဟာတွေခမားတို့သိပြီးသားအခုစစ်မှုရန်ဥပဒေထုတ်တဲ့အခါကျတော့မောင်စင်ပါရင်ဗုဒ္ဓဘာသာဆိုရင်သေးသေးချာချာနားထောင်အခုစစ်မှုရန်ဥပဒေထုတ်တဲ့အခါကျတော့လူတွေအကုန်လုံးကနိုင်ငံသားကိုပြေးနိုင်တဲ့ကလေးကပြေးတယ်မပြေးနိုင်တဲ့ကလေးကဗမာပြည်မှာကြံတယ် လွတ်ရလွတ်ကြောင်းဆိုပြီးတော့နော်ဖုံးကြီးကျောင်းတွေမှာကိုရင်ဝတ်မယ်ယဟန်ဝတ်မယ်ဖုံးကြီးကျောင်းတွေမှာကိုရင်ဝတ်မယ်ယဟန်ဝတ်မယ်လွတ်ရလွတ်ကြောင်းတွေကြံတော့မှာလူတွေကအဲ့ဒီဖုံးကြီးဝတ်ခဏဝတ်တာပဲဖြစ်ဖြစ်ယဟန်ခဏပဲဝတ်တာပဲဖြစ်ဖြစ်သင်ငန်းချုပ်ပြီးတော့ဒီစစ်မှုရန်ဥပဒေကိုရှောင်တာပဲဖြစ်ဖြစ်သူတို့ရဲ့ရင်ထဲအသေးသေးကနေပြီးတော့ငါဖုံးကြီးဝတ်မယ်ငါသင်ငန်းဝတ်မယ်ဆိုပြီးတော့စိတ်แท้ပါတာမဟုတ် ထပ်ပြောမယ်နော်အခုဒုံလဘယဟန်းတွေကတဖြည်းဖြည်းနဲ့များလာတော့မှာကိုရင်လေးတွေကတဖြည်းဖြည်းနဲ့များလာတော့မှာ16နှစ်18နှစ်ပြည့်ပြီဆိုတာနဲ့ဟဲ့ငါသားနေစစ်မှုတန်းအဖွဲထဲဝင်ရမယ်ချယ်ရီထွန်းရဲ့သတိရငါသား16နှစ်18နှစ်ပြည့်တာနဲ့ငါသားစစ်မှုတန်းရတော့မယ်နိုင်ငံခြားလည်းပို့လို့မရသေးကျောင်းကလည်းမပြီးသေးအဲ့ဒီတော့ဘာဖြစ်မလဲသွားနေဖုန်းကြီးကျောင်းဝတ်ထားလိုက်ကိုရင်လေးဝတ်ထားလိုက်ကိုစိုးအောင်ရဲ့အစ္စလာမ်ဘုရားလေးကောဒီလိုနဲ့ စိတ်ဘယ်လိုပြောမလဲသူ သာသနာပြုဖို့ဖော်ဝေးဝတ်ဖို့စိတ်မရှိတဲ့လူတွေအကုန်လုံးကစစ်မှုရန်ဥပဒေကြောင့်နိုင်ငံခြားလည်းမပြေးနိုင်နိုင်ငံခြားလည်းမပြေးနိုင်နိုင်ငံရခြားမှလည်းကြောင်းတွေမတက်နိုင်မိဘတွေကလည်းတိရမ350တို့360တို့390တို့နဲ့ရွေးဖို့ပြုဖို့ပတ်စံနေရလည်းမရှိအဲ့လိုမရှိတော့ဘာဖြစ်လဲလူငယ်တွေအကုန်လုံးကနော်လူငယ်တော်တော်များများကအကုန်လုံးလို့မပြောပါဘူးနော်နိုင်ငံခြားမပြေးနိုင်တဲ့လူငယ်တွေ မိဘကလည်းမချမ်းသာတဲ့လူငယ်တွေနော်မိဘကလည်းစစ်တပ်ကမဟုတ်တဲ့လူငယ်တွေဆိုလို့ရှိလို့ရှိရင်ဘာဖြစ်လဲတော်လန်ရေးတဲ့ကိုလည်းမလာဘူးတော်လန်ရေးတဲ့ကိုလည်းလာလို့မရဘူးတော်လန်ရေးလည်းမလုတ်ချင်ဘူးတော်လန်ရေးမလုတ်ချင်တဲ့လူငယ်တွေကိုအပြစ်ပြောနေတာမဟုတ်ဘူးအဲ့တော့သူတို့ကဘာလုပ်ရမလဲတော်ကြကြလို့ရှိရင်ဖုံးကြီးရဟန်းသင်္ကန်းတွေဟုတ်ရဟန်းတန်ဃာတွေရှိမှဖုံးကြီးဝစ်ပြီးသင်္ကန်းချုပ်ပြီးတော့စစ်မှုရန်ဥပဒေကိုရှောင်ဖို့လုပ်ရတော့ဒီခါကျဘာဖြစ်လာလဲဆိုတော့နှကိုရဲက စစ်အာဏာရှင်တွေမင်းအောင်လိုင်တို့လိုကောင်မျိုးတွေကဝီရသူတို့ကိုသုံးပြည်တကူတို့လိုသုံးစေကိန်းတို့လိုမျိုးသုံးဖုံးကြီးတွေနာမည်ကြီးတဲ့စာတတ်တဲ့ဆိုတဲ့ဖုံးကြီးတွေကိုအသုံးချပြီးတော့ဘာသာရေးလူမျိုးရေးခွဲခြားနေတာဝါတဝါလိုကောင်မျိုးတွေရလဲသိရမလားဒီလူငယ်တွေကိုစုဆောင်းပြီးတော့စစ်တိုက်ဖို့လူသတ်ဖို့လုပ်နေတာကြီးတော့ဘာဖြစ်လာမလဲနိုင်ငံတကာမှာအိမ်ကြီးချင်းနိုင်ငံတွေမှာနိုင်ငံတကာမှာဘာဖြစ်လာမလဲကြည်စမ်း ဗမာပြည်မှာဒီကမှာဖောက်ကြီးယဟန်းတွေပဲများလာတယ်။ဗမာပြည်မှာဖောက်ကြီးယဟန်းတွေကစိတ်မပါတဲ့လူဆိုတော့ဗျာသူဟိုဘယ်လိုပြောမလဲဟိုကျွန်တော်တို့ငငယ်တုန်းကကြပြားတောင်ရှိသေးတယ်လေ။စက်တပူးချုပ်ကတယုံတယုံဟိုပြိုတော့မောင်ရှင်လိန်ပြန်တော့နားပံဖို့ပါတော်တော်ဆိုသလိုပေါ့။ငကိုတုံးကဖောက်ကြီးเจ้าကိုလူငယ်တွေသွားဖို့တယ်ဆိုတာဖောက်ကြီးเจ้าကစာတင်ပေးတာ။ စာတင်ပေးပြီးသွားလို့ရှိရင်အရွယ်ရောက်လို့ရှိရင် तू လူထွက်မယ်ဖွံ့ကြောင်းမယ်မိမယူမယ်အဲ့ခါကြလို့ရှိလို့ရှိရင်လူထွက်တဲ့ခါကျဒီမှာဆက်သဖူးကြုံလေးခြုံပြီးတော့ပေါ့အခုကအဲ့လိုမဟုတ်တော့ဘူးစစ်မှုရန်ဥပဒေကိုမရှောင်နိုင်လို့စစ်မှုရန်ဥပဒေကိုရှောင်ဖို့အတွက်ဖုံးကြီးเจ้าကိုဒီလူငယ်တွေကသွားတော့မှာအရွယ်ရောက်ထားတဲ့လူငယ်တွေကသွားတော့မှာကတော့နောက်ဆုံးကုန်ကုန်ပြောရင်မိမရှိတဲ့ယောက်ျားတွေရပါဒီဖုံးကြီးเจ้าမှာသွားပြီးတော့ဒုံလဘယဟန်သင်ငန်းချုပ်ရမှာစိတ်ကလည်းပါတာမဟုတ်ဘူး မိမနဲ့လည်းပြတ်နိုင်တာမဟုတ်ဘူးခလေးကိုလည်းနှုတ်တိုက်ရမယ်လူဟာရှိသေးတယ်ဒီတော့ခမည်းတော်ဗုဒ္ဓဘာသာဝင်အပေါင်းသူတော်ကောင်းတို့နော်ရွက်ပြောတာလည်းမဟုတ်ပါဘူးစောင်းပြောတာလည်းမဟုတ်ပါဘူးခမည်းတော်ကြော်ညာထဲမှာပါတဲ့အတိုင်းဗုဒ္ဓဘာသာဝင်အပေါင်းသူတော်ကောင်းတို့ဗုဒ္ဓဘာသာဝင်ဖြစ်တာနဲ့သူတော်ကောင်းဖြစ်တဲ့လူတွေခမည်းတော်သူတော်ကောင်းဆိုပြီးတော့နေလို့မရတော့ဘူးခမည်းတော်ကိုးကွယ်တဲ့ဗုဒ္ဓဘာသာဟာဒီမင်းအောင်လိုက်စစ်တက်ကြောင်းနာမည်အကြီးအကျယ်ကိုပြတ်တော်မှာ နာမည်အကြီးအကျယ်ပြတ်ယုံနေမဟုတ်ဘူးရစရာ မရှိအောင်ပြတ်တော်မှာခမရတို့ကိုးကွယ်တဲ့ဖုံကြီးတွေဆရာတော်ကြီးတွေပါပို့ပြီးတော့ဒုက္ခရောက်တော်မှာဆရာတော်ကြီးတွေကသူတို့အကြောင်းမှာဒုံလဘယဟန်လာခံမယ်နော်တကယ်ဆရာတော်ကြီးကတကယ်ကိုတိခါတမာတော်ရှိတဲ့ဆရာတော်ကြီးပေါ့သူကဒီအကြောင်းမှာသူကြောင်းတိုင်းကြီးထိုင်းနေဟောလူငယ်တွေလူရွယ်တွေလူပြိုတွေလူအိုတွေဒီလူတွေအကုန်လုံးက စစ်တပ်ကစစ်မှုမထမ်းရင်လို့သူကြောင်းမှလာပြီးတော့ကြောင်းထိုင်ဘာဖြစ်လာမလဲဒုံလဘယဟန်ဝတ်တဲ့လူငယ်တွေလူရွယ်တွေအကုန်လုံးဆိုတာလဲဂွေသိမ်းထားတဲ့လူတယောက်မှမပါဘူးနော်မိမတွေနဲ့ရှုပ်မဲ့ဟိုရီစားထားတဲ့လူတွေလည်းပါမယ်သင်္ကန်းသာခြုံထားတာလေသာသနာကိုစိတ်ပါတာမဟုတ်ဘူးအဲ့ဒီခါကျရင်ဒီလူတွေတယောက်နှစ်ယောက်လောက်တာကတော်ကြကြရင်ဒီဖုံးကြီးเจ้าနာမည်ပြတ်တော့ဒီเจ้าနာကြီးနာမည်ပြတ်တော့ မတို့ကိုဟကိုဗုဒ္ဓဘာသာဝင်ပေါင်းသူတော်ကောင်းတို့ခမတို့ကိုကိစ္စကိုဟကိုတည်တည်ချာချာစဉ်းစားကြည့်ရောဒီမင်းအောင်လိုင်းကြောင့်ခမတို့ကိုကိုွယ်နေတဲ့သာသနာခမတို့ကိုကိုွယ်နေတဲ့ဘာသာခမတို့လေးစားနေတဲ့ဆရာတော်ကြီးတွေပါဘလို့မျိုးဘဝတွေပြတ်မလဲဘလို့မျိုးနာမည်တွေပြတ်မလဲဘလို့မျိုးဒုက္ခတွေရောက်မလဲဆိုတာခမတို့ကြိုပြီးတော့စဉ်းစားကြည့်ရောအခုဆိုလို့ရှိရင်ရွာလေးတွေမှာတလောက်ကို3-50ပေးရတဲ့ရွာနဲ့ တလားကို390ပေးရတဲ့ရွာနဲ့တလားကို350ပေးရတဲ့ရွာနဲ့ရွာကြီးရွာငယ်ရွာကလေးပေါ့လူများတဲ့နဲတဲ့ဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ထွေအုပ်တွေနော်စကားစာတွေအဲ့ဒီကောင်တွေအကုန်လုံးကိုရွာတွေကပတ်စံပေးနေရတာငါရွာကရွာသားလေးနော်စစ်ထဲမဝင်အောင်ငါရွာကရွာသားလေးပေးခြင်းစုံနဲ့မပေးအောင်ဆိုပြီးတော့ဒီလိုမျိုးတွေပေးနေရတာနောက်ဆုံးကျမပေးနိုင်တဲ့အဆုံးကျလူငယ်တွေကဘာဖြစ်တော့မ ဖိုးကြီးเจ้าဝင်မယ်နောက်ဆုံးကုတ်ကုတ်ပြောလို့ရှိလို့ရှိရင်ညဘက်ဝိတ်အိတ်တယ်ဆိုလို့ရှိရင်ဟိုတင်ငန်းခြုံအိတ်နှိတ်ခင်းဘက်ကြလို့ရှိရင်တင်ငန်းဘေးဖယ်ပြီးတော့အလုတ်သွားလို့ဆိုတဲ့ဘဝတွေရွာတွေမှာဖြစ်တော်မှာကြုံတော့မှာမြင်ရတော့မှာဒီကြတဲ့စိတ်မပါဘဲနဲ့ငကိုရဲရဟိုတဲကတင်ငန်းခြုံပြီးတော့နော်လိမ့်ညာစားတော့နေတဲ့ဟာကြီးရလဲအကြီးကြီးထပ်ပြောဦးမယ်နော်ငကိုကလေးက သင်ငန်းခြုံပြီးတော့လိန်ညာစားတော့နေတဲ့လူတွေကနော်အများကြီးအဲ့ဒီလိုအများကြီးတဲ့မှာမှစိတ်မပါဘဲနဲ့သင်ငန်းလာပြီးတော့ထတ်ခြုံခြုံတဲ့အခါကျလို့ရှိရင်ကျွန်တော်ပြောသလိုပေါ့ဂုံတိတ်ခါရှိတဲ့ဒီเจ้าကဒီဆရာတော်ကြီးကရွှေကျင်ဆရာတော်ကြီးဟာစီကန်းနေဝင်းကြီးတွေတိတ်ခါတွေအကုန်လုံးလိုက်လာပါတယ်ဆိုတော့ဆရာတော်ကြီးเจ้าမှလာပြီးတော့လူတွေရဲ့လူငယ်တွေလူရွယ်တွေကသင်ငန်းဝက်ဒီကောင်တွေကပြီးသွားလို့ရှိရင်မဟုတ်တာတွေလုံမိ ဖုံးဤပါနာမည်ပြက်ခမရတို့ဘလောက်ဇလန်းရှုပ်နေလဲဆိုတာဗုဒ္ဓဘာသာဝင်အပေါင်းသူတော်ကောင်းတို့နည်းနည်းပါပါများတွေးမိရဲ့လားနည်းနည်းပါပါများစဉ်းစားမိရဲ့လားနည်းနည်းပါပါများခေါင်းအချောက်ခံပြီးတော့တွေးကြည့်ပါလားဒီမင်းအောင်လိုက်စစ်တပ်ရဲ့စစ်မှုရန်ဥပဒေဟာခမားတို့ကိုးကွယ်တဲ့ဗုဒ္ဓဘာသာနိုင်ငံလို့ပြောနေတဲ့ဗမာပြည်ကြီးမှာဗုဒ္ဓဘာသာဆိုတာရစရာမရှိဖြစ်အောင်ကို ဒီစစ်တပ်ကလုံနေပြီရစရာမရှိလဲဖြစ်ကိုဖြစ်တော့မယ်ငကိုကလေးကနာမည်ပြက်နေတာထပ်ပြီးတော့ပြက်ဖို့မရှိဘူးဆိုရင်တော့ဗုဒ္ဓဘာသာဝင်အပေါင်း သူတော်ကောင်းတို့နော်ဗုဒ္ဓဘာသာဝင်အပေါင်းသူတော်ကောင်းတို့ကိုဟကိုသာစဉ်းစားနေတော့ကိုဟကိုသာတွေးတောနေတော့အဲ့ဒါတကယ်ဖြစ်လာတော့မှာအဲ့ဒါတကယ်ဖြစ်လာတော့မှာလူငယ်တွေက နိုင်ငံရချလဲလူတိုင်းကမသွားနိုင်မိဘတွေအကုန်လုံးကလည်းစစ်ဘိုလ်တွေမဟုတ်ရက်ွက်လူကြီးတွေမဟုတ် ထွေအုပ်တွေမဟုတ်ရိုးရိုးသားသားအယတားလူငယ်တွေမလေးရှားလည်းမသွားနိုင်ထိုင်းလည်းမသွားနိုင်အမေရိကလည်းမသွားနိုင်ဥရောပလည်းမသွားနိုင်အင်တာနေရှင်နယ်အကြောင်းလည်းမတက်နိုင်အလုံးလုံးနေလို့ရှိရင်ဘယ်ချိန်လာပြီးတော့စစ်တပ်ကပေါ်တာဖမ်းမလဲဆိုတာလည်းမသိနိုင်ဒီလိုဖြစ်တဲ့အခါကျွန်တော်နောက်ပြောနေတာမဟုတ်ဘူးကျွန်တော်နောက်ပြောင်းပြောနေတာမဟုတ်ဘူးကျွန်တော်မြေပြင်ကိုမသိတာမဟုတ်ဘူး တချို့သောတချို့သောဘုန်းကြီးเจ้าတွေမှာဒုံလဘယဟန်တွေများလာတချို့သောတချို့သောဘုန်းကြီးเจ้าတွေမှာကိုရင်တွေများလာဒီလူတွေဟာတကယ်သာသနာကိုချစ်မြတ်လို့ပြီးတော့เนาะတကယ်သာသနာကိုကာကွယ်ဖို့အတွက်ဝင်လာတာလားစစ်မှုရန်ဥပဒေကိုရှောင်ဖို့ဝင်လာတာလားဒီလူတွေဟာเนาะဒုံလဘဝတ်တယ်ဆိုလို့ရှိရင်လည်းမိမခွင့်ပြုရလားမိမနဲ့ပြက်ရောပြက်ရလားဒါမျိုးတွေအကုန်လုံးရှိတယ် ။ငကိုရေကဖုန်းကြီးတွေအင်တာနက်တက်ပြီးတော့ဖုန်ချောင်းနေတာခင်ဗျားတို့တွေတွေ့တယ်။အဲ့ဒါကျွန်တော်ဖုန်းကြီးသင်ငန်းဝတ်ထားလို့ကျွန်တော်ပြောနေတာမဟုတ်ဘူး။သင်ငန်းဝတ်ထားလို့ကျွန်တော်ပြောနေတာမဟုတ်ဘူး။သူတို့လူဖြစ်နေတယ်။လူဖြစ်တဲ့အတွက်သူတို့လုပ်တယ်။သို့တော့ဖုန်းကြီးရဲ့ဝီနီးတဲ့စီကန်းနေဒါတွေမလိုက်နိုင်ရင်နာမည်ပြတ်တယ်။အခုစစ်မှုထမ်းဥပဒေကိုမရှောင်နိုင်လို့ဝင်းလာမယ်။ ူတို့ရဲ့ရည်မှန်းချက်ကငါတို့စစ်မှုမထမ်းရရင်ပြီးရောစစ်မှုထမ်းဥပဒေကဘတော့ရက်သွားမယ်လားဆိုတာလူတွေသိတာမဟုတ်ဘူးဥပမာအခုသူတို့သင်္ကန်းစစ်မှုထမ်းဥပဒေရှောင်ဖို့သင်္ကန်းဝက်တယ်စစ်မှုထမ်းဥပဒေက2026မှာနော်ရုပ်သိမ်းမယ်ဆိုလို့ရှိရင်တစ်နှစ်လောက်သူတို့ကစီကံနေစီမင်းနေအောင်အီးပြီးတော့သူတို့နေနိုင်စစ်မှုထမ်းဥပဒေကဘတော့မှမပြီးသွားလို့ရှိရင်သင်္ကန်းလည်းဝင်ကျင်တာမဟုတ်ဘူးလူကလည်းဖြစ်နေတယ် ခစ်ကလည်းပြောင်းနေတယ်အွန်လိုင်းနေနဲ့အဲ့တော့ဗုဒ္ဓဘာသာဝင်အပေါင်းသူတော်ကောင်းတို့ကိုတိုင်းပြည်ရဲ့အခြေအနေကို့အခြေအနေမင်းအောင်လိုင်းလုံပုံလုံနီးတွေမင်းအောင်လိုင်းရုပ်မရက်ဆက်တာတွေမင်းအောင်လိုင်းကလိန်ကကြစ်ကြတာတွေမင်းအောင်လိုင်းရဲ့ဘာသာရေးကိုအတုံးချတာတွေဒါတွေအကုန်လုံးကိုတွက်ချက်ပြီးခမားတို့ဘာသာသာသနာကိုကာကွယ်ဖို့ကအခုအချိန်ကပို့ပြီးတော့အရေးကြီးသွားပြီအခုအချိန်ကဘာသာသာသနာကိုကာကွယ်ခြင်းလို့ရှိရင် ခမားတို့ကိုယ်တိုင်ဒီဆရာနာရှင်ကိုတော်လှန်မှရတော့မယ်ခမားတို့ယန္နီယွာနီယာထွေအုပ်တွေကိုခမားတို့ကိုယ်တိုင်တိုက်မှရတော့မယ်ခမားတို့ရက်ကွက်ထဲမှာအာနာရှိနေတဲ့လူတွေကိုခမားတို့ကိုယ်တိုင်ချမှရတော့မယ်လာပြီးတော့စစ်မှုထမ်းမှုစုဆောင်တဲ့ကောင်တွေကိုခမားတို့ရက်တွေယွာတွေကခမားတို့ရဲ့အင်အားနဲ့ရှိတဲ့ဒုတ်တွေဓာတ်တွေအကုန်လုံးနဲ့ခမားတို့အဲ့စစ်မှုထမ်းမယ်ဆိုပြီးလာတဲ့ကောင်တွေကိုခမားတို့ကိုယ်တိုင်ကဝိုင်းဝင်းနှိမ်နှင်းတုတ်ပင်မှာ ခမားတို့ပြောတဲ့ဗုဒ္ဓဘာသာဝင်အပေါင်းသူတော်ကောင်းတို့ခမားတို့တွေနော်ခမားတို့ဘာသာခမားတို့လေးစားတဲ့ဘာသာခမားတို့ကာကွယ်ခြင်းတဲ့ဘာသာကိုခမားတို့ကာကွယ်နိုင်မှာလုံနိုင်မှာအဲ့ဒီလိုမဟုတ်ရင်တော့ခမားတို့မွေပါလဲဆုံးသားလဲဆုံးခမားတို့သားသမီးတွေသာသနာထဲဝင်တော့လဲကုသိုလ်ရမှာမဟုတ်ဘူးသာသနာမဝင်တော့လဲစစ်မှုထမ်းပြီးတော့သေမယ်ခမားတို့ ကိုဖာသာကိုရွေးကြပါဗုဒ္ဓဘာသာဝင်အပေါင်းသူတော်ကောင်းတို့ခမားတို့ဘာသာကိုခမားတို့ဘလို့ကာကွယ်မလဲခမားတို့လေးစားချစ်ခင်တဲ့ဆရာတော်ကြီးတွေနာမည်မပြတ်အောင်ခမားတို့ဘလို့ကာကွယ်မလဲခမားတို့ရဲ့ရင်သွေးသားသမီးတွေကြောင်ကောင်ကောင်တဲရအောင်သူတို့စိတ်မပါတဲ့အလုပ်တွေမလုပ်ရအောင်ခမားတို့ဘလို့စူးစားကြမလဲဒါလူငယ်တွေမှပြောတာမဟုတ်ဘူးနော်စစ်မှုထမ်းဥပဒေကအသက်45နှစ်အောက်လောက်အထိမိမရှိတဲ့ယောက်ျားတွေ ကလေးရှိတဲ့အဖေတွေဒီလူတွေအတွက်ကောင်ခင်ဗျားတို့ဘလို့ကာကွယ်ကြမလဲဘုရားဘာသာဝင်ပေါင်းသူတော်ကောင်းတို့မင်းအောင်လိုင်းဆက်ရှိနေသည်ရရတော့စေဟာနာရှင်စနစ်ဆက်ပြီးတော့သက်ဆိုးရှင်နေသည်ရရတော့ဗမာပြည်ဟာကျွန်တော်ပြောတာထက်အစရာပေါင်းထောင်ပေါင်းများစွာ ပို့ပြီးတော့ပျက်စီးခြင်းငါးပါးမဟုတ်ဘူးပျက်စီးခြင်းတွေဘလောက်နိုင်မလဲဆိုတာခင်ဗျားတို့ခင်ဗျားခင်ဗျားတို့ဘာသာခင်ဗျားတို့စဉ်းစားကြပါပြောရင်းနဲ့ညီကုန်းချုပ်ပါတယ်နောက်တစ်ချက်ကတော့ ူများဘာသာဝင်နေသူများဘာသာဝင်နေဆိုတာမော်လဝီဗလီဆီယာပဲဖြစ်ဖြစ်ခရစ်စတန်သိယုတ်ဆီယာပဲဖြစ်ဖြစ်လွယ်လွယ်ကူကူဖြစ်တာမဟုတ်ဗမာပြည်မှာကြတော့ဒီညနေဒီမနေ့ဖုန်ကြီးကြောင်းသွားပြီညနေကျရင်ဖုန်ကြီးဖြစ်တာကျွန်တော်ကိုယ်တိုင်လည်းဖြစ်ခဲ့ဘူးလေမနေ့ကကရုံးရိတ်လိုက်တယ်ညနေကျတော့ကျွန်တော်တို့လူထွက်ပြီးတော့ကိုယ့်ဟာကိုယ်နေလို့ရတဲ့ဟာမျိုးလေအဲ့တော့တေးသေးချာချာစဉ်းစားကြပါဗုဒ္ဓဘာသာဝင်အပေါင်းသူတော်ကောင်းတို့ ခမတို့သူတော်ကောင်းဆိုပြီးတော့လုံနေလို့မရဘူးသူတော်ကောင်းဖြစ်ဖို့အတွက်ခမားတို့ဘာသာကိုခမားတို့ဘလို့ကာကွယ်ကြမလဲအားလုံးပဲယေရှုအမြဲတမ်းပါလဲကျွန်တော်ကတော့ငြိမ်းချမ်းအောင်ပါကျွန်တော်နောက်ထပ်ထပ်ပြီးတော့ပြောမယ့်ကိစ္စတွေရှိပါတယ်ဗမာပြည်မှာမိမအခွင့်ရေးတို့လူအခွင့်ရေးတို့ဒန်းတို့ညီမရေးတို့အဲ့ဒီကိစ္စတွေအကုန်လုံးဒန်းတို့ညီမရေးမိမအခွင့်ရေးနော် အော်သာဓုညီမရေးအဲ့ဒါ၄အကုန်လုံးနိုင်ငံတကာကနေယူပြီးတော့ပြောတယ်။သို့တော့ဗမာပြည်မှာဘလို့အခြေအနေဖြစ်နေလဲဆိုတာခင်ဗျားတို့ကိုကျွန်တော်ရှင်းပြပါမယ်။အားလုံးကျေးဇူးအများကြီးတင်ပါတယ်။ဗုဒ္ဓဘာသာဝင်အပေါင်းသူတော်ကောင်းတို့ဗုဒ္ဓဘာသာဝင်အပေါင်းသူတော်ကောင်းတို့သူတော်ကောင်းဖြစ်ဖို့အတွက်ဆရာနာရှင်စနစ်ကိုခင်ဗျားတို့တော်လှန်ဖို့လိုတယ်ဆိုတာကိုကျွန်တော်ပြောတဲ့ like ကိုကြည့်ပြီးတော့အတွေးခေါ်လေးဝင်ကြပါပြောရင်လည်းညီကုန်းချုပ်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။